မင်္ဂလာပါရှင်မေလ18ရက်စနေနေ့ရက်တိမဲ့ဖွယ်ရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့အမေရိကန်ယူကရိန်းနဲ့တူရကီသုံးနိုင်ငံအစင်းမြစ်ကိုယ်စားလှယ်စတင်ဆွေးနွေးတဲ့သတင်းဖြစ်ပါတယ်တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာအမေရိကန်ယူကရိန်းနဲ့တူရကီနိုင်ငံတွေကအစင်းမြစ်ကိုယ်စားလှယ်အဖွဲ့တွေစတင်တွေ့ဆုံဆွေးနွေးကြောင်းတူရကီသတင်းတွေကဖော်ပြလာပါတယ် ရုရှားယူကရိန်းတိုက်ရိုက်ဆက်ဆက်ညှိနှိုင်းပွဲတက်ရောက်ဖို့ရောက်နေတဲ့အမေရိကန်နိုင်ငံသား၏ဝင်ကြီးမာကိုရူဘီရိုဦးဆောင်ပြီးအဆိုပါသုံးနိုင်ငံဆွေးနွေးပွဲစတင်နေတာလို့ဆိုပါရယ်။ယူကရိန်းကိုယ်စားလှယ်အဖွဲ့မှနိုင်ငံသား၏ဝင်ကြီးအန်ဒရီစီဘီဟာနဲ့လုံခြုံရေးအကြံပေးအန်ဒရီယာမတ်တို့တက်ရောက်ပြီးတူရကီဘက်ကနိုင်ငံသား၏ဝင်ကြီးဟာကန်ဖီဒန်နဲ့အဆင့်မြင့်အရာရှိတွေတက်ရောက်နေတယ်လို့သတင်းတွေမှာဖော်ပြထားပါရယ်။အစ္စတန်ဘူးစစ်နေပွဲတက်ရောက်ဖို့ရောက်နေတဲ့ရုရှားကုစလေဖွဲ့ကိုဖိတ်ကြားခဲ့ခြင်းမရှိဘူးလို့လည်းဆိုပါရယ်။ သုံးနိုင်ငံဆွေးနွေးပွဲပြီးမှရုရှားယူကရိန်းတိုက်ရိုက်ဆွေးနွေးပွဲစတင်မယ်လို့မျှော်လင့်ရကြောင်းလည်းအစ္စတန်ဘူအခြေစိုက်သတင်းတွေကဖော်ပြထားကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ယူကရိန်း drone 65စင်ကိုပစ်ချနိုင်ခဲ့ကြောင်းရုရှားစစ်တပ်ကသတင်းထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ်။မေလ15ရက်ညနေ16ရက်မနေ့ပိုင်းတွေကယူကရိန်း drone 65စင်ကိုပစ်ချနိုင်ခဲ့ပြီးအများစုဟာပင်လယ်နဲ့ရေတပ်အခြေစိုက်ရာခရိုင်းမီးယားဘက်မှဖြစ်တယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။ ခရိုင်းမီးယားကိုအဓိကပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးပင်လယ်နဲ့ဝင်ကျင်မှာယူကရိန်း drone 43စီးကိုပစ်ချနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခရိုင်းမီးယားစီဗာစတိုပိုမြို့အခြေစိုက်သတင်းတွေမှာတော့အမတ်126ရုရှားစစ်တပ်အခြေစိုက်စခန်းမှာပောက်ကွဲမှုတွေဖြစ်နေကြောင်းသတင်းတွေကဖော်ပြထားတယ်လို့သိရှိရပါတယ်ရှင်ထပ်မံတင်ဆက်ပေးမှာကတော့အမေရိကန်ကုမ္ပဏီတွေဟာတရုတ်နိုင်ငံကကုန်ပစ္စည်းတင်ပို့မှုတွေကိုအလင်းစလူလုဆောင်နေတဲ့တဲ့တင်ဖြစ်ပါတယ်။ ကမ္ဘာစီးပွားရေးအကြီးဆုံးနိုင်ငံနှစ်နိုင်ငံကြားကုန်သွယ်ရေးစစ်ပွဲရပ်ကူးစေကြာခိတ္တရန်နာထားတာကြောင့်အမေရိကန်ကုမ္ပဏီတွေဟာတရုတ်နိုင်ငံကကုန်ပစ္စည်းတင်ပို့မှုတွေကိုအလင်းစလုလုဆောင်နေကြကြောင်းသတင်းတွေကဖော်ပြလာပါတယ်။ပြီးခဲ့တဲ့သတင်းဘက်ကဆွစ်ဇာလန်မှာတွေ့ဆုံခဲ့ပြီးနောက်ပေကျင်းနဲ့ဝါရှင်တန်တို့ကအကောက်ခွန်နှုံတွေကိုတည်တည်တသားလျှော့ချဖို့သဘောတူခဲ့ကြတာဖြစ်ကြောင်းလည်းသတင်းများကဖော်ပြထားတယ်လို့သိရပါပါတယ်ရှင်။ ။နောက်ထပ်တင်ဆက်ပေးမှာကတော့အီရန်ကိုစစ်ရေးအရအရေးယူရမယ့်အရေးမှရှောင်ရှားနိုင်ရန်သဘောတူညီချက်ရလူနီပါဖြစ်တယ်လို့ထရန်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။အီရန်ရဲ့နျူကလ িয়ার အစီအစဉ်အတွက်သဘောတူညီချက်ရလူနီနေပြီးဖြစ်ကစစ်ရေးအရအရေးယူမှုကိုရှောင်လွှဲနိုင်မှာဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန်ကကြေညာရေးနေ့ကပြောကြားကြောင်းသိရပါတယ်။ဒါကြောင့်ရေနံဇေနုများကြဆင်းလာနေပြီဖြစ်ကသူ့ရဲ့ပင်လယ်ခွေ့ခရီးစဉ်မှာဒေါ်လာထရီလီယံပေါင်းများစွာရှာနိုင်ခဲ့တယ်လို့လဲကြွားလုံးထုတ်လိုက်ကြောင်းသတင်းများကဖော်ပြလာပါတယ်။ ူရဲ့ပင်လယ်ခွေခရီးစဉ်တတိယနဲ့နောက်ဆုံးအဆင့်အဖြစ် ARS ဆော်ဘွားများပြည်တော်စု UAE တို့ခရီးမဆက်မီကာတာနိုင်ငံတွင်အဆိုပါမှတ်ချက်စကားများကိုသူကပြောကြားလိုက်ခြင်းဖြစ်တယ်လို့သတင်းများကဖော်ပြထားကြောင်းသိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့အိန္ဒိယမှာ iPhone ထုတ်လုပ်မဲ့စက်ယုံတွေမဆောက်စေချင်ဘူးလို့ Trend ကပြောကြားတဲ့သတင်းဖြစ်ပါတယ်။ အိန္ဒိယကအသစ်တိစောက်ထားတဲ့စက်ယုံတွေမှာအမေရိကန်တွက် iPhone တွေထုတ်လုပ်မယ် Apple CEO တင်ကုတ်ရဲ့အစီအစဉ်တွေနဲ့ပတ်သက်ပြီးသူတို့နှစ်ဦးကြားမှာပြဿနာအနေငယ်ရှိနေတယ်လို့ကာတာကိုရောက်ချိန်တွင် Trump ကပြောဆိုလိုက်ကြောင်းသိရပါတယ်။အိန္ဒိယမှာအဲ့ဒီစက်ယုံတွေမဆောက်စီခြင်းဘူးလို့ Trump ကပြောဆိုခဲ့ကြောင်းနဲ့သူ့ရဲ့စီချက်ခွန်သတ်မှတ်မှုနဲ့တင်ကုတ်ရဲ့အစီအစဉ်ကထိတိုက်တွေ့နေတာလည်းဖြစ်တယ်လို့သတင်းများကဖော်ပြထားကြောင်းသိရပါတယ်ရှင်။